အားလုံးမင်္ဂလာပါဘောလုံးချင်းကြီးကိုရင်ဒီကောင်းချမ်းမှချမ်းသာကြပါသည်ကျွန်တော် YouTube channel လေးခေတ်တဲ့ MM Football Brain တက္ကနာလုံးကိုကြိုဆိုပါရစေ။ဒီနေ့ preview လုပ်ပေးမယ့်ပွဲစဉ်တွေကတော့တွားပကခြေစစ်ပွဲလေးဖြစ်ပါတယ်။ဖင်လန်အသင်းနဲ့လီတူနီးယားတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဖင်လန်ကတော့အဆင့်3မှာလီတူနီးယားအဆင့်4ပေါ့ဗျာ။စကားထဲမှာကြည့်လိုက်မယ်ဖင်ဖင်လန်9မှတ်လီတူနီးယား3မှတ်ပဲရထားတယ်ပေါ့နော်။ဒါဒီနှစ်တင်းကပထမတစ်ချိန်နဲ့တွေ့ပြီးတာဖြစ်ပါ။အဲဒီချိန်တော့ကတော့ဒါ2025ခုနှစ်ကပဲပေါ့နော်။ 25ရဲ့3025အဲ့တော့ကလီတူနီယာကမှတူတူဆိုမှကြာထားတယ်ပေါ့နော်အသေးချာလေးကျွန်တော်ဒါအင်လန်အတင်းဆော့ထားတဲ့ bracket တွေကိုပြချာလေးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အင်လန်တဲ့အိမ်ဝဲမှာနဲ့တလောင်တူစီးနဲ့ရှောင်းနဲ့ပိုလန်2-1နဲ့နိုင်တယ်ပေါ့နော်ဒါတူဆော့ထားတဲ့ဘွဲတွေမှာပြက်ပြက်သားသားနိုင်ငံဟမျိုးမသေးရဘူးဒါပေမဲ့တိုက်စစ်ကတည်ကြတယ်ဘိုးကတော့ရမှာဟုတ်တယ်တိုက်စစ်ကောင်းတယ်ခံစစ်မကောင်းဘူးပေါ့နော်ပြောချင်တာက တစ်ဖက်ကလီတူနီယာကိုကြည့်လိုက်မယ်ဖရင်တူဖလော့ထားတဲ့ပွဲစဉ်နဲ့အကောင်တိချာခြုံကြည့်ပေါ့နော်၅ပွဲရှိမယ်ပေါ့နော်ဟိုဝေးကွင်းမှာပိုလန်ဝမ်ဒီနဲ့ရှုံးတယ်ပေါ့နော်ဝေးကွင်းမှာမာတာကိုဇီးဇီးနဲ့စော့ထားတယ်ပေါ့နော်ဒါပိုလန်ဆိုတာလည်းအသင်းကြီးပါပဲမာတာတော့ထားလာပါပုံနဲ့ level လောက်ရှိတော့ပေါ့နော်နောက်ထပ်တစ်ပွဲကတော့ဒါအိမ်ကွင်းမှာသူတို့စော့ထားတာတော့နောက်ဆုံးတဲ့ Netherland 2-3ဆိုပြီးမှစော့ထားတယ်ပေါ့နော်ဒီမှာကြည့်လိုက်မယ်ဆိုရင်သူလည်းအဲ့လိုပြက်ပြက်သားသားရှုံးထားတဲ့ပွဲဆိုတာမရှိဘူးပေါ့နော်။ကလုံးကွာနဲ့ရှုံးထားတဲ့ပွဲရှိတယ် သုံးဘွဲ့တည်းကြာခါတယ်ပေါ့နော်အခုပေးထားတဲ့ပေါက်ကြီးကိုကြည့်လိုက်မယ်ဆိုရင်ဖင်လန်တင်းရတလုံး20ရှုံ9ပေါင်းကြီးနှလုံး20ရှုံတို့မှာပေးထားတယ်ဗျအဲသူပြောနေတာတော့ဟေတူနီယာတင်းဘုံမရနိုင်ဘူးဆိုတဲ့ပုံစံမျိုးပြတ်ထားတယ်မပြောပါဒီနှစ်တင်းဒါဒိုင်ယာနဲ့ပွဲပဲတွေပါလေကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါဂျန်ဆန်ရှိမယ်ကာမာရာရှိမယ်ပေါ့နော်ဒါဖင်လန်ဖက်မှာတော့ဟေတူနီယာဖက်မှာကတော့ကစားသမားတအုပ်တရားမှမရှိဘူးပေါ့နော် ဒီပွဲစဉ်ကိုဖင်ထားတဲ့ Wines to Osport ကြီးကြီးမှာဆိုလို့ရှိရင်ဖင်လန်အနိုင်ကို48ပြတရီကို40တာလီတူနီးယားအနိုင်ကို80ပြီးပါတော့ပေးထားတယ်ဘောနော်ကျွန်တော်ညီကိုတယ်ကျွန်တော်ဒီပွဲစဉ်မှာလီတူနီးယားချိန်မိရပါလီတူနီးယားကိုသဘောကျတယ်ဗောနော်ပြီးလို့ရှိရင်ဂိုးပေါင်းနဲ့အပေါ်ကိုချိန်တယ်နှစ်သင်းပေါင်း3သင်းတော့ဖြစ်သွားမှန်းထင်တယ်ဗောနော်နှလုံး20ဆိုတော့နော်ကျွန်တော် online ဆော့တဲ့ညီကိုတယ်ဆိုလို့ရှိရင်ဒါ handicap ကိုပြောင်းပြီးမှရိုက်လို့ရတယ်ဗောနော်ဒါကတော့ကျွန်တော်ညီကိုတယ်တီးမှာပါ wise ဘက်မှာသွားမှန်းဆိုလို့ရှိရင် တကယ်လို့ကျွန်တော်ညီကိုလေလုံးဝဒါ online ကနေထိုးခြင်းလဲဆိုရင်တော့ Asian အသင်းမဲ့အကြိုက်တွေ့တယ်ဆိုရင်တော့ Wing Wing ရိုက်ချင်တယ်ရိုက်ကြည့်ပေါ့နော်အခုက Asia Handicap ကတလုံး20ရှုံးဆိုတော့ပေါ့နော်ကျွန်တော်ကချက်ပြန်ချင်းချင်းကြည့်ရတာပေါ့နော်ဒါ Wing Wing ကတော့ဖြစ်နိုင်ကြအများဆုံးပါပဲပေါ့နော်ဒါပေမဲ့လည်းကြည့်အောင်မလားမအောင်လားပေါ့နော်တလုံး20ရှုံးဒါရင်းမဆိုရင်ရင်းလို့ပဲရတယ်ဒါပေမဲ့လည်းဒီလက်ရှိ performance ကိုကြည့်ပြီးမှပဲကျွန်တော်ကဆုံးဖြတ်ထားတာဖြစ်ပါတယ်ဒီဒီဈာရက်မှာပေါ့နော်ဒီလိုမျိုး ကကဘာကချစ်စပွဲရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီ lip gain တွေတောင်းတခတ်မှန်းတဲ့ပုံစံမျိုးမတူဘူးပေါ့နော်တခါကျရင်တို့ကညီရေးထားတာတွေကတစ်ခေါက်နဲ့တစ်ခေါက်မတူဘူး။တချို့ဒဏ်ရသွားတယ်တချို့ကမဆော့ဘူးတချို့ကအနားယူတယ်ပေါ့နော်။မျိုးမျိုးဖြစ်သွားတတ်တယ်ပေါ့နော်။ဒါမဲ့လည်းဒီပွဲစဉ်မှာတော့ကျွန်တော်လီတူနီယာစိုက်တယ်ပြီးရင်ဂိုးပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်။နောက်ထပ်တဲ့ပွဲကလည်းဒါစကော့တလန်နဲ့ဂရီတို့ရဲ့ပွဲစဉ်ဖြစ်တယ်မြန်မာဆန်တော်စဉ်ဒါကလည်းတန်နိုင်း15မှာပဲကံမယ်ပေါ့နော်။စကော့တလန် ဂရိအတင်းက level 20ရှောင်းတဲ့ဂူပေါင်းကြီးနှလုံး60ဆိုမှပြီးထားပါတယ်။ဒါကျွန်တော်ညီကိုရေစကော့တလန်အစင်းနဲ့မှရှိတယ်ဗောနော်ဒါအုပ်စုစီထဲမှာဆိုရင်ဂရိအတင်းကတော့နံပါတ်3မှာရှိတယ်ဗောဗျာ။ဒီနှစ်တင်းကလည်းဒါသူတို့ short ထားတဲ့ပွဲတွေကိုကျွန်တော်ညီကိုရေကြည့်လိုက်မယ်ဆိုလို့ရှိရင် The National League တုန်းကတော့ဒီနှစ်တင်းကိတ်ခဲ့မှုတွေဗောနော်2025ခုကအဲကျွန်တော်စကော့တလန်အစင်းကိုအနိုင်ထားလဲပြေးရတာဗောနော်။စကော့တလန်တင်း short ထားတဲ့ဒါကမ္ဘာ့ခြေစစ်ပွဲနှစ်ပွဲတည်းရှိတယ် ဂိမ်းမဲ့အသင်းကိုဇီးဇီးဆော့တယ်ပေါ့နော်ဘီလာရုစ်ကို2-0နဲ့နိုင်ထားတယ်ပေးဖို့လုံးဝမရှိဘူးပေါ့နော်တစ်ဖက်ကဂရိအသင်းကိုကြည့်လိုက်မယ်ဆိုရင်ဂရိအသင်းကတော့အင်ဂွဲမှာဘီလာရုစ်ကို5-1နဲ့နိုင်ပြီးမှဂိမ်းမဲ့ကိုအင်ဂွဲမှာ3-0နဲ့ရှုံးထားတယ်ပေါ့နော်ဒါဂရိအသင်းကညံ့နေတာမဟုတ်ဘူးပေါ့နော်ဂရိအသင်းရဲ့တိုက်စစ်ကတော့တေချာပေါ့ဂိုးတစ်လုံးတော့ရရနိုင်မဲ့အခြေအနေမျိုးမှာရှိတယ်ပေါ့နော်အစားသမားအင်အားတွေကိုလည်းကြည့်လိုက်မယ်ဆိုရင်ကောင်းတယ်ပေါ့နော် ီနှစ်တင်းကတော့ကျွန်တော်ဒါစပားအစင်းတမချက်တွေကိုလည်းပြန်တုံးတက်ကြည့်မယ်ဆိုရင်စကော့တလန်53နဲ့ဂရိစ်က40ရှိတယ်ဒီနှစ်တင်းကြားထဲမှာတိတ်မကွာဘူးနော်ဒါတစားသမားရဲ့ဒါတန်ဘူးပိုင်းကိုဆုံးဖြတ်မယ်ဆိုရင်စကော့တလန်ကတန်တရာခနဆလောက်တန်ပြီးမှပေါ့နော်ဂရိစ်ကတော့တန်တရာ90လောက်တန်တယ်ပေါ့နော်ဂရိစ်မှာဆိုရင်တိုက်စစ်ပိုင်းမှာကောင်းတယ်ကွင်းလယ်ပိုင်းမှာကောင်းတယ်ပေါ့နော် the fact that scotland ကြီးလိုက်မှာဆိုရင်ခံစစ်နဲ့ကွင်းလယ်ကတော်တော်ကောင်းတာတွေ့ရမှာပေါ့နော်ဆိုတော့ဒီပွဲစဉ်ကလည်းဒါဘူးအောက်ဖြစ်ဖို့တော်တော်လေးရန်ခံတော့များတယ်ပေါ့နော် Scotland အဆင့်နဲ့မှ၄မှရထားသလို base ကလည်းအဆင့်၃မှ၃မှရထားတယ်ပေါ့နော်။ခန်းစစ်ပိုင်းမှာတော့ Scotland လက်ရှိပါ comment ရတာကားနေတာတွေ့ရမယ်။ဒီပွဲစဉ်အတွက်ဒါဖွင့်ထားတဲ့ Wines to Osprey ကိုကြည့်မယ်ဆိုလို့ရှိရင် Scotland အနိုင်ကို၃ဇာတေကိုလည်း၃ဇာနဲ့ Patrice အနိုင်ကို2.7ဆိုတာပေးထားတယ်ပေါ့နော်။ဒါဒီပွဲစဉ်မှာတော့ကျွန်တော် go out ပဲကြိုက်တယ်ဗျ။ go out နဲ့ Scotland Asian အကင်း body ကြိုက်ပါ နောက်ထပ်တစ်ပွဲကတော့ဘီလာရုစ်နဲ့ဒိမတ်ဘီလာရုစ်နဲ့ဒိမတ်မှာတော့ဒိမတ်အသင်းအဝေးခွင့်ကငလုံး90နဲ့ဘူပေါင်းကြီး3လုံး40ရှုံးထုံးတော့ပေးထားတယ်ပေါ့နော်တေးကြတဲ့ဒီပွဲမှာဘီလာရုစ်ဆိုတော့ဘီလာရုစ်ကွဲမှာတော့ဆော့ရမယ်ဆိုလို့ရှိရင်ဒါခက်ခဲမယ်ကြမ်းတမ်းမယ်ပေါ့နော်လက်တွေ့ performance ကြည့်မယ်ဆိုလို့ရှိရင်ဒါ Scotland အသင်းတော့ဆော့ခဲ့တယ်ဗျာဒါ TC နေပဲနိုင်လာတယ်ပေါ့နော်ဒိမတ်အသင်းကလည်းဒါအများဆုံးကျွန်တော်ထင်တယ်ပေါ့နော်ကဲနိုင်ကောင်းကောင်းထက်ပိုမလို့တော့ကျွန်တော်မမထင်မိဘူးပေါ့နော် ဒီနှစ်တင်းရအဆင့်တက်မှတ်ချက်ကလည်းတအားကွာတယ်ဘုနာဘီလာရုစ်ကအဆင့်100မှာရှိတယ်ဗျာဂိမ်းမက်ကအဆင့်20ရှိတယ်ကစားသမားအင်အားကိုတွက်မဲ့ပဲတအားကွာတယ်ဒီနှစ်တင်းကြားထဲမှာဗောနောကဒိမ်းမက်အတင်းအပြတ်သက်တာတယ်အခုခြေစမ်းပြနေတဲ့ Wildland တို့ Damsgard တို့နော် Ericsson တို့ဒါဗောနောကိုလည်းမှာဆိုလည်းတအားကောင်းတယ်ခန်းစစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဒါ Wayne De Bruyne ဗောနောဒါ Christian San တို့ Andre San တို့အဲ့လိုဗောနော Michel တို့ဒီလိုကစားသမားတွေအများကြီးပိုင်ဆိုင်ထားတယ်ဆိုတော့ ။အတေးကြတာတော့ဒိမ့်မဲ့ဝင်းဝမ်းဆိုတာတော့လုံးဝတေးကြတယ်။ဒါမဲ့ကျွန်တော်ဒါအေရှာဟန်နီတက်မှာကျတော့ကျွန်တော်တို့ဘလုံးဘနှလုံးနဲ့ပြတ်ဖို့လိုလဲသိတဲ့အတိုင်းပဲအများဆုံးကျွန်တော်တို့တရီစီဖြစ်ဖို့လိုတဲ့ချေအောင်လို့ဆိုရင်ဘိုးပေါင်းကြီးအောင်လို့ဆိုအများဆုံး၉စီဖြစ်ဖို့လိုတယ်ဘောနော်ဒီအချိန်တွေရောက်မလားဒါကျွန်တော်ဆက်သတိထားမယ်။ဒါဘီလာရုစ်အတင်းဆော့ခဲ့တဲ့ပွဲတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်သူကလည်း der Waffen hat se på op bre sort har en hvor man Skotland kusine showne og hvor man grisk og fejvan nation har det på. Det er det jo med det med at den er der lang op på der kan bare til se på kan an og bre si det det. Skotland det i så er grisk og der sine nej tal på. Jeg har lyst til at kan jeg med så en at der noget der lidt der i tagne bare med bare det på. Og de bruger sig med fund har det vejen stod også på til at sige med så det siger når vi har lyst til at gå næsten af det så. Det er jo shit tagne på. Der er gamle anden gode. ဆက်တပ်ပြားပဲပေးထားတယ်ဒါတေးကြတယ်ဝင်းဝမ်းကတော့တေးကြဖို့ဖြစ်မှာကျွန်တော်ညီကိုဒါဝင်းဝမ်းကတေးကြတယ်အဲကျွန်တော်ညီကိုတော့ online ရိုက်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒီ day map ပဲရိုက်ချင်တယ်ဆိုရင်တော့ Asia Handicap ကိုနည်းနည်းလေးပေါ့နော်ကျွန်တော်ပြောင်းပြီးမှရိုက်လို့ရပါတယ်ပေါ့နော်ဥပမာနှလုံးတဝက်နိုင်လို့ပေါ့ဗျာပြောချင်တာနှလုံးသွင်းတဝက်နိုင်ဒီလိုပုံစံမျိုးတွေပြောင်းပြီးရိုက်လို့ရပါနှလုံးတဝက်နိုင်ရိုက်မယ်ဆိုလို့ရှိရင်မစိုးပါဘူးနော်ကျွန်တော်တို့ကပြန်90လောက်ညံ့မယ်ပေါ့ဗျာ နှလုံးတော်ဝနဲ့ရိုက်မယ်ဆိုရင်အဲ့လိုပြောင်းပြီးမှထိုးကြည့်ချင်တယ်ထိုးကြည့်ပေါ့ဗျာတကယ်လို့ကျွန်တော်ဒီလိုပဲထိုးမယ်ဆိုလို့ရှင်တော့ကျွန်တော်ထင်တာကဒီပွဲစဉ်မှာရွေးချယ်ရမှာတော့ဒိမ့်မဲ့ပဲရွေးချယ်ရမှာပဲလို့ဘယ်လိုမှမဟုတ်ဟောဒီမှာတော့ဒိမ့်မဲ့ရွေးချယ်ရမှာပဲဘယ်လိုမှမဟုတ်တတိစည်းလောက်တော့ဖျက်သွားမယ်လို့ထင်တယ်ပေါ့နော်ပြီးလို့ရှင်ကိုတင်းနုစကောနိုးကြိုက်တဲ့ကျွန်တော်ဒီပွဲစဉ်မှာပေါ့နော်နောက်ထပ်တပွဲကကြည့်မှာဆိုရင်မာလ်တာနဲ့နယ်သာလန်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီမာလ်တာအတင်းကတော့ဒါအိမ်ခွင်မှာဆိုရင်အခုတော်တော်လေးကောင်းနေနော်မာလ်တာတရက် 166နဲ့ netland အဆင့်ခုပေါ့ဗျာဒါ table မှာကြီးလိုက်မှာဆိုတော့ netland အဆင့်10မှရထားတယ်နော်၄ဘွဲ့နိုင်ဟိုနော်၄ဘွဲ့ဆော့ထားတဲ့၃ဘွဲ့နိုင်တစ်ဘွဲ့တည်းရှုံးမှမရှိတိုင်းစစ်က14ခုရတယ်ပေခုကကံခုရှိတော့နော်မာတာကတော့ဒီ group ထဲမှာဆိုရင် group G ထဲမှာဆိုအောက်ဆုံးမှာအဆင့်9နဲ့ရှိတယ်နမပဲရတာပေါ့နော်တိုင်းစစ်ကတကူရပြီပေခုက17ခုရှိတဲ့အတင်းဖြစ်ပါတယ်ဒါမာတာအတင်း sort ထားတဲ့ဒါပွဲစဉ်တွေကြီးလိုက်မှာဆိုရင်စုစုပေါင်းဒါကဘာဖလားခြေစစ်ပွဲ9ပွဲ sort ထားတယ်ပေါ့နော် ဒီမှာတေချာလေးစိုက်ပြီးကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါပိုလန်အသင်းကိုဒါရှုံးထားတယ်ပေါ့နော်ပြီးဖင်လန်အသင်းကိုရှုံးထားတယ်နယ်သာလန်အသင်းကိုရှုံးထားတယ်ဟိုနယ်သာလန်နဲ့ပဲထပ်ပြီးမှအင်္ဂွဲမှတွေ့တာပေါ့နော်အင်္ဂွဲပွဲစဉ်တွေပဲရွေးထောက်မယ်ဆိုလို့ရှိရင်ဖင်လန်ကို1-0နဲ့ရှုံးတယ်လီတူနီးယားကို0-0ဆော့ထားတယ်ပေါ့နော်ဒါပေါ့နော်ဒါမဲ့ဒီအခုလက်ရှိအခုကမဲ့နယ်သာလန်နဲ့ဒီအသင်းနေနဲ့ရှင်နိုင်တော့မိုးနဲ့မြည်ကြီးกว่าတာပေါ့ကစားသမားအင်အားဒါကျွန်တော်နားလဲတယ်ပေါ့နော်အခုဒီမှာ မြတ်တရာအတင်းအပေါ်ဒီရေ360နဲ့ဘူပေါင်းကြီး၄လုံး90ဆိုတော့အဝေးကွင်းနဲ့လမ်းပေးထားတာဆိုတော့ဒါမြတ်တရာအတင်းနဲ့အဝေးကွင်းရောက်တခါလေးထားထားဖောက်တယ်ဒါလီတူနီးယားကိုဒါချေရှုံးတယ်ဗျခုနောက်ဆုံးဆော့ခဲ့တဲ့ပွဲလေးပေါ့နော်ပြီးလို့ရှိလို့ရှိရင်ဒါဖင်လန်ရော2စီးနဲ့တူမှန်ခဲ့တယ်ပေါ့နော်အတိုက်စစ်ပိုင်းတော့ဂိုးရမှာတေးကြပါတယ်ဂျမတ်တာအတင်းဂိုးရဖို့ဆိုတာတော့တော်တော်လေးကိုခက်ခဲမယ်လို့ပွဲစဉ်မျိုးကကျွန်တော်တုံ့ကမ်းမိတယ်ပေါ့နော်ဒါမှမြတ်တရာအတင်းက ပုံမှုထဲမလားမထဲဟောကဘောနော်ဒါကျွန်တော်တစ်ချက်ချင်းချင်းပြီးတေချာလေးစဉ်းစားရမယ်အပိုင်းဖြစ်တယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့မာတာအတင်းကခန်းစစ်ကိုအရန်ဦးစားပေးလုံးတယ်တေချာကိုကြည့်ကြည့်လိုက်ခန်းစစ်ကိုတော်တော်ဦးစားပေးတယ်သူ့ဘိုးပြက်ရှုံးတာဆိုလို့အဲ့ဒီတပွဲပဲရှိတယ်အနေတလန်နဲ့အဝေးဝင်မယ်ဂျန်နဲ့သူ fraud ထားတဲ့ ဝဲစင်နေမှာဆိုဒီလောမှာဂိုးပြတ်မရှုံးတာအများဆုံးရှုံးဟန်2 0ပေါ့နော်1 0ပေါ့နော်ဒီနေ့တင်းရတာဖွင့်တဲ့ဝိုင်းစုအော့စပေါ့ချေချင်းမဲ့ဆိုမာလ်တာအနန်ကို40နဲ့တစားတောင်ပြထားတယ်တေယီကိုကံကံဆာနက်တလန်အနန်ကို9ပြတဲ့ပြထားတယ်ပေါ့နော်9ပြဆိုတဲ့ခြေရတော့တေချာပါနဲ့သူတို့နိုင်ခဲ့အကြောင်းအမျိုးရှိပြီးဆိုတဲ့ဒါအသေးပြမျိုးလည်းဖြစ်တယ်ပေါ့နော် online ရမယ့်ညီကိုလည်းရတော့ဒါနက်တလန်အသင်းမဲ့ထိုးချင်တယ်ဆိုရင်တော့ဝင်းဝိုင်းကတော့တရားရဟန်တော့ကြေချာတယ်ပေါ့နော်တကယ်လို့ကျွန်တော်ညီကိုလည်း ဒါ Asia Handicap ကိုပြောင်းပြီးမှရိုက်ချင်တယ်ဆိုရင်တော့ online မှာဘယ်လိုရိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒါနှလုံးကနိုင်သွားတဲ့ဟာမျိုးပေါ့နော်နှလုံးတော့ဆိုမဆိုးပါဘူးနော်နှလုံးတော့ဝက်နိုင်ကနဲတဲ့အနည်းဆုံးနှလုံးတော့ဝက်စားပေါ့နော်တုံးတော့ဝက်စားတော့ခုလည်းမဆိုးတုံးတော့ဝက်စားဆိုလည်းကျွန်တော်အနည်းဆုံးပြား60တဲ့80လောက်တော့မြတ်မယ်ပေါ့နော်ဒီလိုပြောင်းပြီးထိုးကြည့်ချင်တယ်ထိုးကြည့်ပေါ့နော်ဝင်းဝမ်းကတော့ဒါသိကြပါတယ်ဝင်းဝမ်းဖြစ်ဖို့ကညာတယ်ပေါ့နော်ဒါဘယ်လိုပဲအခုလက်ရှိအနေထားကိုကြည့်မယ်ဆိုရင်ဘယ်လိုပဲရွေးချယ်ရွေးဆက်ကျွန်တော်နဲ့တလန်ပဲရွေးချယ်ရမှာဖြစ်ပါတယ်ဒီပွဲစဉ်နဲ့ နယ်သလန်ရဲ့တိုက်စစ်နဲ့မှာတိုက်ရဲ့တိုက်စစ်ကမိုးနဲ့မြေကြီးကွာတယ်ပေါ့နော်။ဒါကျွန်တော်နယ်သလန်အတင်းနဲ့ဂိုးပေါ်ပဲရေးရမှာပဲဒီပွဲ။လက်ရှိဒီ performance နဲ့ဒီအနေထားအတိုင်းဆိုရင်နယ်သလန်ပဲအများကြီးတားတယ်ပေါ့နော်။လူစင်းလည်းကြည့်ကြည့်လိုက်ပေါ့ဗျ။နောက်ထပ်တစ်ပွဲက side side press နဲ့ Bosnia ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ Away win Bosnia တလုံး80နဲ့ဂိုးပေါင်းချင်းနှလုံး80အဆုံးအပေးထားတယ်။ဒီနေရာမှာပေါ့နော် Malta ထဲကတော့ size break ကအများကြီးတာ size break ကတော့ကမ္ဘာအဆင့်တမ်းချက်128တက် Bosnia 93မှာရှိတယ်ပေါ့နော် ဒီဘက်မှာဆိုရင်ဘော့စနီးယားအဆင့်တစ်ရှိတယ်တိုက်စစ်က၁၂ခုရထားတယ်ပေကူ၃ခုရရှိပြီး၁၂မှန်ရထားတယ်ပေါ့နော်ဆိုင်ပရက်စ်အသင်းကတော့ဒါအဆင့်၄မှရှိတယ်၄မှန်ရတယ်သူလည်းဘာမှမဆိုဖြစ်နိုင်တယ်မျောလင့်ချက်ရှိတယ်တကယ်မျောလင့်ချက်ကတော့ဘယ်နောက်ဆုံးအဆင့်တီထားမှာပဲလေဟုတ်တယ်မလားဒါပေမဲ့ဩစတြေးလျနဲ့ဒါဩစတြေးလျနဲ့ဒါကျွန်တော်တို့ကဘော့စနီးယားကတော့ဒါ၁၂မှန်စီကိုစီရထားကြပြီပေါ့နော်ဒါစိုက်ပရက်ဆော့ထားတဲ့ဒါပွဲစဉ်တွေကိုကျွန်တော်ညီကိုပဲတရားလေးကြည့်လိုက်မယ်ဆိုလို့ရှင် San Marino 2090အိမ်ခွင့်မှာပေါ့နော် ပြီးရိုမာနီးယားလိုအတင်းအောင်တူတူဆော့ထားတယ်ကြာအဲ့ဒါကျွန်တော်ဒါဒိန်ဂျာတူတိုက်စစ်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တူဆော့ထားတဲ့အငါးဘက်မှာဆိုရင်၃ဝင်းတိတိအောင်တိုက်စစ်ကမိုးရီရထားဘော့စနီးယားကိုကြီးလိုက်မယ်ဆိုရင်ဘော့စနီးယားကတူနောက်ဆုံးရှုံးခဲ့တာတော့အอสတရီးယားကိုဖြစ်တယ်ပေါ့နော်ဒါဆိုရင်တို့ကရိုမာနီးယား1-0နဲ့နိုင်တယ်စိုက်ဘရက်ကို2-1နဲ့နိုင်တယ်ဆာမာရီနိုလိုအတင်းအောင်1-0နဲ့နိုင်တယ်ဆာမာရီနိုနှစ်ချော့ဆော့တယ်ပေါ့ဗျာအဝေးကွက်မှာစီစီနဲ့နိုင်တယ်ပေါ့နော်ဒီပွဲစဉ်မှာစိုက်ဘရက်ကဒါနိုင်ဖို့ပေါ့နော် ဒါဘော့စနီးယားတဲ့နိုင်ဖို့တော်တော်လေးခက်ခဲမဲ့ပုံစံမျိုးမှာကျွန်တော်တွေ့မိတယ်ဗောနကျွန်တော်အကြိုက်ပေါ့ဗျာဒါကစားသမားတွေကဒါကာလာတမ်မတမ်ဘိုဘန်းကိုကြီးမယ်ဆိုလို့ရှိရင်တော့ဒါ Cyprus က70000ဝတ်တန်ဗောနဘော့စနီးယားကပိုကောင်းတယ်ဗောဗျာဒီစကိုဝိုင်းတဘိုင်းနဲ့နော်ဒီမှာကိုဗစ်တို့အများကြီးရှိတယ်ဗောဗျာစားသမားကောင်းတွေပိုင်တယ်ဗောနအဲ့တော့အတင်းကြီးတွေမှာစောင်းနေတဲ့စားသမားတွေလည်းရှိတယ်ဗောဗျာဒီ project မှာဖွင့်ထားတာကတော့ Cyprus အနိုင်ကို4.2ဗောနတရီကိုတော့3.5 ီလို့ရှင်ဘော့စနီးယားအနိုင်ကိုတော့ပြန်80ပဲပေးထားတယ်ကဒီပွဲစဉ်မှာတော့ဘလူးလွန်းနဲ့ကျွန်တော်အေရှန်စိုက်ပရက်စ်ပဲကြိုက်တယ်စိုက်ပရက်စ်တိုက်တယ်ပြီးရင်ဂိုးပေါင်းနှလုံး80ဆိုရင်ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာကျွန်တော်ထင်တယ်စိုက်ပရက်စ်ကတကူပါရအောင်ရမယ်ဘိုတင်းလူစကော yes မှာတကူဖို့ကျွန်တော်အချမ်းပေးချင်ပါဘော့စနီးယားနဲ့တွင်းမှာဒီပွဲကတစ်ဖက်တကူတော့ဖြစ်ကိုဖြစ်မှာပေါ့နော်နောက်ထပ်တစ်ပွဲကတော့ဩစတီးယားနဲ့ဆာမာရီနိုတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီနှစ်သင်းကြားထဲမှာတော့တအားကွာလွန်းနေပေါ့နော် တော်တော်လေးကိုကွာလွန်ပါတယ်ဒါတော့ထူထူတူတူနဲ့ပြောခဲ့ရမလို့ဒါဆာမာရီနိုအတင်းက၅ဘွဲထွက်ပြီးချိန်မှာပေကို၁၈ဘူးရှိတယ်ပေါ့နော်ရကူဆိုလို့တကူပဲရထားတယ်ပေါ့နော်ရမဆိုလဲ0အဆင့်မှရှိတယ်ပေါ့နော်ဒီနှစ်တင်းကြားထဲမှာတော့တအားကွာတယ်ပေးထားတဲ့ body ရေးကိုကြည့်မယ်ဆိုလို့ရှင်ဩစတြီးယားအတင်း၅လုံးကို၅လုံးအရှုံးကြီးပါလောက်ပေါက်တယ်ဗျဘိုးပေါင်းကြီးက၆လုံး30နဲ့ပေါက်တယ်ပေါ့နော်ဩစတြီးယားအတင်းဆော့ထားတဲ့ဒါကဘာဗလာချီစစ်ပွဲ၄ဘွဲကိုကြည့်လိုက်မယ်ဆိုရင်အင်္ဂွက်မှာရိုမေးနီးယားကို2-1နဲ့နိုင်တယ်အင်္ဂွက်မှာဆိုက်ပရက်စ်ကို1-0နဲ့နိုင်တယ်ပေါ့နော် ။အဝေးပွင့်ပွဲစဉ်တစ်ပွဲကိုကြည့်လိုက်မယ် friend San Marino 4-0နဲ့နိုင်ထားတယ်ပေါ့နော်။ Bosnia အတင်းကို2-1နဲ့နိုင်ထား။ဒါ San Marino အတင်းကတော့ဒါထက်ထွက်တယ်မလို့ဘူးပေါ့နော်။တော်တော်လေးဆိုးခဲ့တဲ့ဒီပွဲစဉ်မှာကျွန်တော် Botini score no ဆိုတာကြိုက်ပါတယ်။ကဘော်ဒီမှာတော့ကျွန်တော် Austria ပဲယူရမှာ။ Austria body ရရမှာဖြစ်ပါတယ်။ Austria body နဲ့ Botini score no ဆိုတာရရမှာ။ဒါတရားရခိုင်တော့ win 1ဆိုတာတည်ကြတယ်ပေါ့နော်။အဲ့ဒါကြောင့်မို့လဲဒီလိုဇရိုးတဲ့အများကြီးပေးထားတာပေါ့ဗျာ။၅လုံးတွဲမှနိုင်မယ်လို့၆လုံးတွဲမှနိုင်မယ်လို့ပေါ့နော်။ဒါဒိုင်းတွေကလည်းတူတူကြည့်တယ်ပေါ့နော်။ဘူကီတွေကလည်း နောက်ထပ်တပွဲရတဲ့ဒါချက်နဲ့ခရိုအေရှားတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာအဝေးဝင်းခရိုအေရှား level 30နဲ့ဂိုးပေါင်းကြီးနှလုံး80ဆိုမှပေးထားတယ်ပေါ့နော်။ဒီပွဲအဆင့်တမတ်ချက်ကိုကြည့်မယ်ဆိုရင်ချက်က39ခရိုအေရှားအဆင့်9မှာရှိတယ်။ခရိုအေရှားလို့ပြောလိုက်ရင်ကျွန်တော်လူကာမိုဒရစ်တို့သွားပြီးသတိရမှာပေါ့နော်။ပြီးရင်ပါရာဆစ်တို့ရှိမယ်။ပြီးရင်အများကြီးပေါ့နော်။ကစားသမားကောင်းနေနော်ဂွာဒီယိုလို့ဂျက်ကစ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအိုဆာဆူနာတိုက်စစ်မှုလည်းရှိမှာပေါ့နော် တစ်ဖက်ကဟိုချက်ကိုကြည့်လိုက်မှာဆိုချက်မှာဆိုရင်တော့ကျွန်တော်တို့ရင်းနှီးတာဆိုတော့ shift check လို့ရှိမယ်ပေါ့နော် graph flow လို့ရှိမယ်ဇာတ်သမားကောင်းနေရှိပါတယ်ချက်မှာလည်းအများကြီးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် liverpool တိုက်စင်မှုကြီးလည်းရှိအောင်မှာပေါ့ဗျာဒါချက်အတင်းကလည်းတို့ရဲ့တန်ဖိုးအနည်းဆုံးတန်80လောက်တန်တယ်လို့ croatia အတင်းကလည်းတန်160လောက်တန်တယ်ပေါ့နော် attacking ဥစားပေးတဲ့အတွက်နှစ်သိန်းပေါင်း9ရရကြမယ်ပွဲစဉ်တော့ကျွန်တော်တို့ကမှတ်ထားတဲ့ဒီပွဲစဉ်ပေါ့နော် ဒါ2025ခုနှစ်မှာဒါတို့တို့တစ်ကြိမ်တွေ့ထားတဲ့ Croatia 51နဲ့နိုင်ထားတယ်ဗောနဒါပထမတစ်ကြိမ်တော့ဒါချက်အတင်းဆော့ခဲ့တဲ့ဘွဲစင်တွေကိုကြည့်မယ်ဆိုရင်အင်္ဂွန်းက Force Island 21နဲ့နိုင်တယ်မွန်တိုနီဂရို2-0ဆော့ထားတယ်အင်္ဂွန်းဘွဲစင်တွေကအတော့နေမဆိုးဘူးတပတ်က Croatia ကိုကြည့်မယ်ဆိုရင် Croatia ကတော့အဝေးကွက်မှာ Gibraltar 7-0 Force Island 1-0ဆိုမှာဝေးကွင်းမှာဘောနနိုင်ထားတယ်ဗောဗျာဒီပွဲစဉ်မှာဒါဒိုင်ယန်နဲ့ပွဲပယ်တွေကိုကြီးတယ်မယ်ဆိုရင် ရှိလားဆိုရင်တော့အချို့ကစားသမားတွေရှိပါတယ်နော်ဒါတိုက်တော့အရေးမကြီးပါ holes တော့ ဒီလိုရှင် Patrick Schick ကိုပေါ့နော်ဒီကစားသမားတွေမပါဘူးများတဲ့ချက်ပဲမှာပေါ့နော် Croatia ဘက်မှာဆိုလို့ရှင်တော့ Jaranovic ရှိမယ်ဗျာ Jaranovic တယောက်တော့လွဲထုံဖို့ရှိတယ် Croatia ဆိုတာလည်းဒါသူတို့ရဲ့ဒါနီးပြလဲဝိုင်းရင်တပိုင်းရင်ပေါ့နော်အထူးကြောင့်ရှင်းတဲ့နီးပြဖြစ်တဲ့ပေါ့နော်ဒီနှစ်သင်းလုံးဂိုးတွေရကြမဲ့ပွဲစဉ်လိုပဲထင်တယ်ဗျာ Botinus score yes ဆိုတာဒီသဘောကျတယ်ပေါ့နော် points to osma ဆိုရင်တော့ချက်အနိုင်ကို2.9ပေးထားတယ်တေယီကို3.2ပေးထားတယ်ပေါ့နော်ပြီးရင် ကရိုအေးရှားနိုင်ငံကို2.5ပြထားတယ်ဗောနော်တိတ်တော့မကွာချမအောင်ပြထားတာ voting list score yes စိုက်တယ်ပြီးဂိုးပေါင်းအပေါ်စိုက်တယ်ဒါ body မှာတော့ဒါချက်ကိုပဲကျွန်တော်ရွေးချယ်လိုက်ပါတယ် Asian အတင်းနဲ့ဖြစ်နေတဲ့အတွက်ချက်အတင်း900ကျော်နိုင်တယ်ဗောနော်900ပြီးကျွန်တော်တည်ရည်ကဖြစ်ဖြစ်မယ်1121လို့ပဲထင်တယ်ဗျာဒီပွဲစဉ်ကတော့1121ဗောနော်ဒီလိုပုံစံမျိုးပြီးမယ်ဒီလိုပုံစံနဲ့ကျွန်တော်ရွေးချယ်ထားပါတယ်ဒီကျမ်းမှာအချို့ပွဲစဉ်တွေအချိန်မတွေ့ဘူးဆိုရင်လည်းမဆော့ပါနဲ့ပွဲစဉ်တွေကတအားများတယ်ဗောနော် ဒါပဲအတင်းကဘယ်ဘွဲကဘူးဘောဖြစ်နိုင်လဲအဲ့ဒါလေးကိုချင်ပြုတ်ကုန်ကျွန်တော်တို့ကထူရမှာဖြစ်ပါတယ်နောက်ထပ်လည်းဘွဲရတဲ့ဒါနောက်ဆုံးဘွဲစဉ်ပေါ့နော်ဒါတနအီ15မှာပဲကမ်းမယ် Fox Island နဲ့ Montenegro ဒါအဝေးကွင်း Montenegro က level 6ဆက်နဲ့ဂူပေါင်းချင်းနဲ့လုံး30ပြေးထားတယ်ပေါ့နော် Fox Island ကစင်တုံးရှိတယ်ပြီးလို့ရှိရင် Montenegro ကအဆင့်၄ရှိတယ်6မှတ်4ရထားကြတယ်ပေါ့နော်သူ့အပေါ်မှာတော့ဒါအချက်ရှိမယ် Croatia ရှိမယ်ဗျာဒီနှစ်တင်းကတော့တက်သွားပြီလို့တော့ပြောလိုက်ရတယ်တေးရီတွေဆော့ပြီးတက်သွားနိုင်တယ်ဗျာဘာမှလည်း အဆင်ပြေတာပဲတရားကို73မှတ်စီရမယ်ဗျာနော် Force Island ရဲ့ဒါ sort ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အိမ်ဝင်းမှာမစိုးဘူးမှာ Force Island sort ထားတာရဲ့အိမ်ဝင်းမှာဆိုလို့ရှိရင် Gibraltar တို့လို Croatia တို့ဝမ်းစင်းနဲ့ပဲရှုံးတာဒီကောင်အဓိကတော့ဘူပေါင်းအောက်ပိုပဲဦးတည်တယ်ဒါပေမဲ့သူတိုက်စစ်က तू sort ထားတဲ့ဒါ9ဝဲမှာဆိုရင်3ဝဲတိတိတောင်မှ ကတိုက်စစ်ကဂူကြီးရထားတယ်ပေါ့နော်ဘက်ဖက်ကမွန်တိုနီဂရိုကိုကြီးလိုက်မယ်ဆိုလို့ရှိရင်မွန်တိုနီဂရိုကတော့အစပိုင်းနေမှာတော့မစိုးပါဘူးဂျီဘရာတာတို့ဖော့စ်အိုင်လန်ဝမ်ဒီနဲ့နေတယ်အဲ့ဒီနောက်ပိုင်းချက်တို့ချက်ကုန်နဲ့ကြော့တော့ရှုံးတယ်ဗျာပြီးလို့ရှိရင်ခရိုအေးရှားကိုရှုံးတယ်နောက်ဆုံးတိုက်စစ်က၃ဘောင်းဂူမရထားတာလည်းတွေ့ရတော့ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wise to Osport ကြီးကိုကြီးလိုက်မယ်ဆိုရင်ဒါဖော့စ်အိုင်လန်အနိုင်ကို3.5တေးကို3.3နဲ့ဒါမွန်တိုနီဂရိုအနိုင်ကို နှစပြေးထားတယ်မနော်ကျွန်တော်ဂိုးပေါင်းအောင်နဲ့အင်ရှန်အသင်းဖြစ်တဲ့ Fox Island Body ကြိုက်ပါတယ်ဒီကိုကျွန်တော်အပေါင်းပြကြပါပြီနော်ကြားမှန်ဆန်းစားကြပါပြီဗျာကျွန်တော် YouTube Channel လေး Like Subscribe Comment ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် VPN ခံပြီးလည်းချိပေးကြပါအောင်လို့ကောင်းထုတ်ချင်ပါတယ်ဗျာအပေါင်းပြကြပါလေကျွန်တော်ရွေးချယ်ထားပေးတဲ့ပွဲစဉ်တွေကိုအညီကိုရဲ့အချိန်နဲ့ထပ်ပြီးမကြဘူးဆိုရင်လည်းဒါဒီတဲ့ပွဲစဉ်တွေအချို့တွေရွေးပြီးမှပဲထိုးပေါ့နော်